အခုကျွန်တော်တို့ညီညာရေးဆနစ်ပြေလုပ်တယ်ဒေသစနစ်ပြေမမတော့ဒီစနစ်ဒီဒါကောင်းတယ်ပေါ်နေဖို့ဆိုရင်ကျွန်တော်နှုတ်ချနေပါတယ်အဲဆနစ်ဆနစ်တွေးမှလဲပထမ9နှစ်ဟလာဒါဒုတိယ9နှစ်ပထမ9နှစ်မှလဲညီညာညီလာခံလုပ်ပြီးတော့မှဟလာဒီဟာဘယ်အကြောင်းမျိုးမျိုးနဲ့ဆက်တဲ့ကောင်းတယ်ပေါ်နေဖို့တော့ကျွန်တော်တို့ကြံခဲ့တာပေါ့ဒါကျွန်တော်တောင်ဝူယူတဲ့ကာလကြာတော့လဲ ဲ့ပြောလို့ရှိရင်တတ်မတော်မနေမဟုတ်လို့မလုံနိုင်ဘူးဆိုတဲ့ဟာလည်းပြောကြပါချမ်းမတော်ဒီထဲမှာမဲတက်မှရေးထူထားတယ်နော်ကျွန်တော်ကိုယ်တိုင်လက်မှတ်ထူထားတာတရားကျွန်တော်ထူထားတဲ့ဂရီကိုကျွန်တော်ဘုရင်မှမဖြစ်ဘူးလေကျွန်တော်ပြောတဲ့ဗဇတ်ဂရီလည်းမဖြစ်ပါဘူးဒါကြောင့်ဟဲ့လားကျွန်တော်တို့ကတကယ်လို့ဒါစိုးစိုးစီးတဲ့ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့မယ်ဆိုရင်အခုဒီအသိမှုတွေအကောင့်ထဲပုံနေပြီဖြစ်ပါတယ်ကျွန်တော်တို့ရတဲ့ရတဲ့အချိန်လေးအတွင်းမှာတော့မှစောစောဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့တပုတ်ပြင်ကြရခဲ့ ရောက်ညှိတိုင်းရောက်ညှိခဲ့တယ်ကျတော့သဘောပေါက်ပါတယ်တရားနော်သဘောပေါက်ပါတယ်ဒါကြောင့်ပြောချင်တာကတော့ဒီတက်ဆိုင်သူပုဂ္ဂိုလ်များပေါ့တက်ဆိုင်ပုဂ္ဂိုလ်များဟလာဒီတကယ်ပြည်တော်သူအကျိုးပေါ့ပြည်တော်သူအကျိုးတိုင်းရင်းသားပြည်သူတွေရဲ့ပြည်သူတွေလည်းအကျိုးဟောနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းတို့ပါတယ်ကျွန်တော်အလေးထည့်ပြီးဒါပြောပြစီအဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုဒုက္ခရောက်အောင် တော့မလုပ်ကြဘူးကျွန်တော်ပြောချင်ပါတယ်တိုက်ပြီးကောင်းလို့ကြဖို့ပူပေါင်းဆောင်ပေးကြဖို့လည်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်အနေနဲ့တိုက်ပြီးကောင်းဖို့တဲ့လှုပ်ပွဲဆိုလို့ရှိရင်အများအားအဆင်ပြေရှိတယ်ဆိုတဲ့အကြောင်းလေးလည်းထားလောင်းပြောချင်ပါတယ်ခင်ဗျာ